ားလုံးမင်္ဂလာပါဒီတစ်ခါမှာကျွန်တော်ကစိတ်ပိုင်းဆိုင်ရာအကြောင်းအရာလေးတစ်ခုကျွန်တော်ပြပြချင်တယ်ဟိုအပိစကားပဲဆိုပါတော့နော်အခုတလောမှာကျွန်တော်ကိုရိုင်းလဲပါကိုသတိထားမိနေလဲဆိုတော့ရမ်းမောနေရမ်းမောရယ်ရမ်းပင်မနေတယ်ဟိုလုတ်သမျှကအရာမထင်ဘူးလို့ခံစားနေရတယ်မျောလင်းချက်မဲ့နေတယ်လို့ခံစားရတယ်လုတ်စရာတွေအများကြီးပြီးတော့ကိုလုံနာကိုလုံနေတာတွေအကုန်လုံးက ဘာမှအကျိုးမဖြစ်ထုံးဘူးလို့ခံစားနေရတယ်ပေါ့နော်ဘာမှရှိမရဘူးအကျိုးမဖြစ်ထုံးဘူးရမ်းမောနေပြီရမ်းပစ်မန်းနေပြီရှေ့မဆက်ချင်တော့ဟိုတအားကိုမောနေပြီပေါ့အဲ့လိုမျိုးခံစားနေရတယ်အဲ့တော့ဒါကိုကျွန်တော်သွားပြသတိထားမိတယ်ပေါ့နော်ကိုယ်စိတ်အခြေအနေကိုကျွန်တော်အများအားကိုယ်ကိုပြန်ပြီးဆန်းစစ်ကြည့်တယ်ဆန်းစစ်ကြည့်တဲ့အချိန်တွေရှိတဲ့အခါကျတော့ဒီတလောအတွင်းမှာဘာဖြစ်လို့ငါဒီလိုမျိုးခံစားနေရတာလဲဘာဖြစ်လို့အရန် over one ဖြစ်နေရပါခုနကပြောတဲ့အကြောင်းအရာတွေကျွန်တော် over one ဖြစ်နေရလို့ခေါ်တယ်ဘာနောက်ဖြစ်နေရပေါ့ရှေ့မဆက်ချင်လောက်အောင် င်မန်းနေရတာလေပေါ့ငါမှလောက်ဆရာရံများပြီးတော့ဘာလို့အရာမထင်ဘူးလို့ခံစားနေရတာလေပေါ့နော်ဒီအကြောင်းအရာကိုကျွန်တော်အမြဲတမ်းကိုယ့်ကိုယ်သုံးသပ်ကြည့်တယ်သုံးသပ်ကြည့်တဲ့နောက်မှာတော့ကျွန်တော်တွေ့မိတာလေးရှိတယ်ပေါ့အဲဒီအကြောင်းလေးကျွန်တော်မျှဝေခြင်းတယ်ပြီးခဲ့ခါကျကျွန်တော်ဘယ်လိုမျိုးဒီအကြောင်းအရာကိုကြော်ဖြတ်ဖို့တော့ဘယ်လိုစူးစမ်းနေလဲဆိုတဲ့ကိစ္စကိုကျွန်တော်ကိုယ်တိုင်လေးမျှဝေခြင်းတယ်နော်ဒီအကြောင်းလေးအပ္ပမအောင်ဆုံးကတော့ဒီလိုမျိုးခံစားချက်မျိုးကဟိုအထူးတလဲဟိုတယောက်တည်းကိုတယောက်တည်းမှလာပြီးဖြစ်နေတာမျိုးမဟုတ်ဘူးလက်ရှိမှာကျွန်တော်တို့ကနိုင်ငံရေးခြေနေစီးပွားရေးခြေနေ နောက်တစ်ခါဖြစ်နေဖြစ်ပြနေတဲ့လူမှုရေးအခြေအနေတွေပေါ့နော်ဒီဟာတွေအကုန်လုံးကိုဖြစ်နေတဲ့ခါတွေအကုန်လုံးကဗျာစိတ်ဖိစီးစရာတွေပဲစိတ်ဖိစီးစရာတွေစိတ်မလုံခြုံစရာတွေနောက်တစ်ခါကျတော့အချိန်တိုင်းမှာစိုးရင်ထိတ်လန့်ပြီးတော့ပူပန်နေရတဲ့အခြေအနေမျိုးကိုကျွန်တော်တို့ကကြုံတွေ့နေရအဲ့တော့အများတန်းမှာကိုကိုစိတ်နဲ့ခန္ဓာကိုယ်ကမလုံမခြုံသလိုအများတန်းခံစားနေရတယ်ဗျာအဲ့လိုမျိုးအများတန်းခံစားနေရတဲ့ခါကျတော့ဒီလိုပြဿနာမျိုးတွေကဒီလိုအဖြစ်အပျက်တွေကို ုံ့ပြန်တဲ့အနေနဲ့ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကလည်းတော်တော်လေးကိုပြောင်းလဲသွားတယ်။ဒါကတုံ့ပြန်မှုဆိုတော့ပထမဆုံးကျွန်တော်သိသိချင်တာကဒီလိုမျိုးခံစားနေရတဲ့ကိစ္စတွေကိစ္စကတယောက်တည်းဖြစ်နေမှာမဟုတ်ဘူး။ကိုမဖြစ်နေတဲ့အကြောင်းရာမဟုတ်ဘူး။အကုန်လုံးခံစားနေရတဲ့အကြောင်းရာမြန်မာနိုင်ငံနဲ့ဆက်ဆက်တဲ့သူတိုင်းတနည်းမဟုတ်တနည်းတွားပြီးတော့ဒီအကြောင်းရာခံစားနေရတယ်။အရန်မောနေတယ်။တချို့ရောလည်းရှိမှာပေါ့လေနော်။ဒီချိန်မှာဆက်ဆက်ရအဆင်ပြေနေတဲ့သူတွေလည်းရှိမှာပေါ့။ထားပါတော့ ဒါတွေအကြောင်းကျွန်တော်မပြောတော့ဘူးလောလောဆယ်မှာကျွန်တော်ပြောချင်တာက ခုချိန်မှာရံမောပန်းနေတယ်ရှင်းဆက်ချင်လောက်ပင်ပန်းနေတယ်ငါဘာမှလုံးပြအရာမဝင်ဘူးဘောင်ဝင်ဘူးဖြစ်နေရလို့ခံစားနေရတယ်ဆိုရင်သိသိချင်တဲ့ချက်ကတယောက်တည်းမဟုတ်ဘူးဆိုတဲ့အချက်နော်အဲ့ကိုတယောက်တည်းတော့မဟုတ်ဘူးဒါဒါကြောင့်မလို့ငါတယောက်တည်းမှဖြစ်နေရတာလားဆိုတော့ကန်ဆုံးမှုမောင်ကြားမှုတွေခေါင်းထဲထုတ်လိုက်ပါဒါပထမဆုံးတစ်ချက်ဒီလိုအကြောင်းအရာမျိုးတွေကဖြစ်မှာပဲပထမဆုံးတော့ကျွန်တော်တို့ဖြစ်နေတာရမ်းကြနေပြီဆိုတော့ စိတ်ဖိစီးမှုကကာလကြာရှည်နေဗျာဒါတော့ဖြစ်ပြက်နေတဲ့ကာလကြာရှည်ကြာစိတ်ဖိစီးမှုတွေကအကုန်လုံးစုပြုံပြီးတော့ဒီချိန်မှာလာပြီးတော့ရိုက်ခတ်နေပြီเนาะအဲစိတ်ဖိစီးမှုတွေကအရင်ကာလကြာရှည်နေပြီနောက်တစ်ခါဒီကာလအတွင်းမှာကျွန်တော်တို့ကဆုံးရှုံးမှုတွေအများကြီးပဲရုပ်ဝတ္ထုဆုံးရှုံးမှုကအ ਨੇ ဆုံးကနေပြီးတော့စပြီးတော့เนาะကျွန်တော်တို့ဆုံးရှုံးမှုတွေအများကြီးတချို့ရေဆိုရင်ချစ်ခင်ရတဲ့သူတွေပါဆုံးရှုံးထားရတယ်เนาะချစ်ခင်ရတဲ့သူတွေဘဝတွေအများမ်းကိုဝါသနာပါခဲ့တဲ့အလုပ်တွေစသဖြင့်ကျွန်တော်တို့ဒီချိန်မှာကတော့ ဆုံးရှုံးမှုတွေအများများနေအဲလူဆုံးရှုံးမှုတွေပစ္စည်းဆုံးရှုံးမှုတွေဘဝတွေဆုံးရှုံးမှုတွေဒီလိုဆုံးရှုံးမှုတွေရှိနေတဲ့အခါကျတော့စိတ်ဖိစီးမှုတွေအများများတယ်ပေါ့စိတ်ဒီဒီဒိုင်ယာတွေကကို့လာပြီးဖိစီးရဲပေါ့နော်ဒါကနောက်ထပ်တစ်ခုပေါ့နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့အတွက်ဆိုးတာကဒီလိုအချိန်ရင်းကြီးရဘယ်တော့မှပြေလည်သွားမလဲဆိုတာကိုလည်းကျွန်တော်မသိရသေးဘူးအဲ့တော့ဘယ်အချိန်မှပြီးမလဲငါတို့ရဲ့အနာဂတ်တွေကဘယ်လိုတွေဖြစ်လာမလဲကျွန်တော်တို့မှဘာမှမျှော်လင့်ချက်မရှိဘူးအဲ့တော့ကျွန်တော်တို့မှအနာဂတ် ပျောက်နေတယ်လို့ခံစားရတယ်နော်။နာကက်တွေလည်းမရှိဘူး။မျောလင်းချက်တွေလည်းမရှိဘူး။ဘာတွေဆက်ဖြစ်လာမလဲဆိုတာလည်းကျွန်တော်ဘာမှမသိရ။အဲ့ခုနပြောလို့ပေါ့။ဒီလိုအခြေအနေကြီးကစိတ်ပိစည်းနေရတဲ့ဒီမလုံမချုံခံစားနေရတဲ့အခြေအကြီးကအခြေအနေကြီးကအယမ်းကြာနေပြီ။နောက်တစ်ခုကကျတော့ဒီကြားထဲမှာကျွန်တော်တို့ချစ်ခင်ရတဲ့သူတွေပစ္စည်းဥစ္စာတွေငွေချေးဒီဘဝတွေဒီလိုမျိုးဆုံးရှုံးသွားတာရှိရဲ့။နောက်တစ်ခုကကျတော့ရှေ့ဆက်ပြီးတော့လည်းဘာဖြစ်လာမလဲမသိဘူး။ဆိုတော့ဒီလိုပေါင်းစုံလိုက်တဲ့အခါမှာကျွန်တော်တို့ကဒီလောက်တော့စိတ်ဖြစ်စီမှုတော့ရှိရမှာ ဒီလောက်ဒီလိုမျိုးပြင်ပမှုမျိုးကတော့ကျွန်တော်စီမှာရှိမှာပဲကျွန်တော်တို့တွေ့ကြုံနေရတဲ့အခက်အခဲဆိုတာလေတခြားနိုင်ငံသားတွေတခြားနိုင်ငံကလူတွေဘလို့မှကိုချင်းစာပေးနိုင်မှာမဟုတ်တဲ့အခက်အခဲတွေဖြစ်တယ်ကျွန်တော်တို့တွေ့ကြုံနေရတဲ့ပုံစံမျိုးဆိုတာလေဟိုစဉ်းစားကြည့်တော့မရတဲ့အကြောင်းအရာတွေဖြစ်တယ်တခြားလူတွေဆိုရင်လေယူတော်ယူရလောက်ဒါမဲ့ကျွန်တော်တို့တွေကတော့ကြံ့ကြံ့ခံနိုင်တယ်ဘာဖြစ်ဖြစ်ဒီခြေနေကိုကျွန်တော်ကြံ့ကြံ့ခံနေတယ်ဒီလောက်တော့ဖြစ်မှာပဲသဘောကဒီလောက်တော့ပြင်းမှန်းမှာပဲကျွန်တော်တို့တွေကြော်ဖြတ်နေရတဲ့ခီးရ ထိမမထားလောက်အောင်ကြမ်းတမ်းလွန်းနေဗျအဲ့တော့ဒီလောက်တော့ကြုံတွေ့နေမှာပဲเนาะဒါကကျွန်တော်အားလုံးကိုတွေ့ကြုံရနိုင်တဲ့ပြဿနာတစ်ခုပေါ့เนาะဒါမျိုးဖြစ်အဲ့တော့ဘာလုပ်မလဲကျွန်တော်ဒါလေးကြံပေးကြတယ်ကျွန်တော်ကိုယ်ရံလဲအဲ့ဒါမျိုးကိုတေချပြန်လုပ်နေပြပအောင်တစ်ခုက h ပါစားပါလှုပ်ရှားမှုလုပ်ပါ h ပါစားပါလှုပ်ရှားမှုလုပ်ပါတဘောက h ချိန်မမှန်ထားအဟာရပြည့်ဝတော့စားလေ့ကျင့်ခန်းလုပ်လှုပ်ရှားမှုလုပ်တဘောခန္ဓာကိုယ်ကျန်းမာလုပ်ခန္ဓာကိုယ်မကျန်းမာရင်စိတ်ပိုင်းဆိုင်ရာလည်းမကျန်းမာဘူး တော့ခန္ဓာကိုယ်ကျန်းမာအောင်ထားအိပ်ပါစားပါလေ့ကျင့်ခန်းလုပ်ပါပထမတစ်ခုနော်ဒုတိယတစ်ခုစိတ်ဖိစီးလာပြီဆိုတဲ့အခါကျရင်ကျွန်တော်လောက်တာရပြစ်စုတ်ပံအောင်ပဲအရန်ဟောပေါ့ငါမှလုတ်ဆရာရရန်များနေပြီရက်စိတ်ဖိစီးနေပြီဘာမှဆက်မလုပ်ချင်တော့ဘူးဆိုရင်ကျွန်တော်လောက်တာပါလဲဆိုတော့ကျွန်တော်ဒီကုန်လုံးမေးလိုက်ပြီးတော့ပထမအဦးဆုံးအဦးဆုံးလောက်ရမယ်ပြစ်စုတ်ပံအောင်ပဲကျွန်တော်ကြည့်လိုက်တယ်ငါအခုလောလောဆယ်မှာပထမအဦးဆုံးလောက်ရမှာပါလဲကျွန်တော်ဒီကုန်လုံးကျွန်တော်ခေါင်းထဲထုတ်လိုက် စဉ်းစားမစဉ်းစားဘူးအဲ့ဒီဟာနဲ့ပတ်သက်လို့လည်းကျွန်တော်ကြည်လည်းမကြည်ဘူး၊ကြိုင်လည်းမကြိုင်တော့အဲ့အစားကျွန်တော်မဖြစ်မနေလောက်ရမယ့်အကြောင်းအရာကိုကျွန်တော်ခေါင်းထဲမှာထည့်ပြီးတော့အဲ့ဒါကိုအိုင်ပြုတ်လိုက်တယ် focus လုပ်လိုက်တယ်ပြီးရင်ကျွန်တော်ကိုယ့်ကိုအသက်ရှူလေးခြင်းခံနေပြန်တော့အဲ့လိုမျိုးဆိုရင်စိတ်တွေကဟိုစိတ်ဖိစီးမှုတွေစိတ်ကဖိစီးလာပြီဆိုရင်ဘာမှလည်းတွေးလို့မရတော့ဘာမှလည်းစဉ်းစားလို့မရတော့အကုန်လုံးကအဲ့လိုအတွေးတွေရောက်ရက်ခက်ပြီးတော့နောက်ကျရင်စိတ်ရောဂါဘယ်လိုပါဖြစ်လာလဲဆိုတော့ panic attack တွေရလာနိုင်တယ်ဒီကနေပြီးတော့ဆက်ပြီးအဲ့လိုမျိုးမဖြစ်အောင်လို့ဆိုရင် ကိုလက်ရှိမဖြစ်မနေလောက်ရမယ့်ဟာတော့အရင်အယုံဖိုက်ကိစ္စတစ်ဖြတ်ချင်းစီသွားအသက်ကိုရှူအသက်ရှူလေးခြင်းကံလို့ကျွန်တော်ဆိုရင်အသက်ကိုရှူလိုက်တယ်50စက္ကန့်လောက်အောင်လာတယ်50စက္ကန့်ပြန်မြုပ်တယ်အဲ့တော့50စက္ကန့်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 ငါးစက္ကန့်ရှူငါးစက္ကန့်အောင်ငါးစက္ကန့်ထုတ်ဒီလိုမျိုးအသက်ရှူလေးခြင်းကံကိုကျွန်တော်လုပ်တယ်နော်ဒါဒုတိယတစ်ခုတတိယတစ်ခုဒီအချိန်မှာသတင်းတွေလုံးဝမကြည့်နဲ့သတင်း လောကမကြည့်နဲ့လို့မဟုတ်အရေးပါတဲ့သတင်းကလွယ်လို့သတင်းတွေအများကြီးမကြည့်နဲ့ဆိုရှယ်မီဒီယာအကြိုက်မတုံးနဲ့ရမ်းပင်ပန်းနေပြီလို့ခံစားနေရတဲ့အချိန်မှာဆိုရှယ်မီဒီယာကိုအတွက်ပို့ပြီးစိတ်တောက်ဖြစ်စေလိမ့်မယ်တွေ့ရတဲ့သတင်းတွေကကိုအတွက်ပို့ပြီးစိတ်ညစ်စရာဖြစ်လိမ့်မယ်အဲ့တော့အဲ့အချိန်မှာသတင်းတွေကိုအများကြီးမကြည့်နဲ့ဆိုရှယ်မီဒီယာအများကြီးမတုံးနဲ့နော်နော်ပြီးတော့နောက်ဆုံးတစ်ခုကျွန်တော်လုပ်နေတာဘာလေးလဲဆိုတော့ဘဝမှာခုနပြောသလိုပဲကျွန်တော်တို့ဘာလို့စိတ်ဖိစီးနေရလဲမျောလင့်ချက်မရှိဘူးဖြစ်နေဘာဆက်လုပ်ရမလဲမသိဘူးဖြစ်နေ ဲ့တော့နောက်ဆုံးကြံပေးချင်တာကကျွန်တော်လုပ်နေတာကဘဝမှာ small wins လေးပေါ့နေ့စဉ်မှာငါတခုခုတော့အောင်မြင်သွားပြီဆိုတော့ခံစားချက်မျိုးကိုယ့်ဘဝကိုရအောင်လို့နောက်နေ့အတွက်ဆက်ပြီးအသက်ရှင်ဖို့အတွက်မျှော်လင့်နိုင်အောင်လို့ငါတရက်ထက်တရက်ပူပူကျမ်းမာရမယ်တရက်ထက်တရက်ပူပူပြီးတော့အစီအမေရမယ်တရက်ထက်ပူကောင်းမှလာရမယ်ဆိုတာကိုကျွန်တော်ထားပြီးတော့ဥမာဆိုကြတော့ဒီနေ့ကိုခြေလမ်းတစ်တောင်းလျှောက်တယ်ဒါကအရမ်းများတဲ့ပမာဏမဟုတ်ပါဘူးဒါပေမဲ့ခြေလမ်းတစ်တောင်းလျှောက်နိုင်လိုက်တယ်ဆိုတော့အောင်မြင်မှုကိုကိုယ့်ကိုထည့်လိုက် ရေကူးရဲမီတာတစ်ထောင်ရအောင်ကူရအများကြီးမဟုတ်ရအောင်ကူလိုက်တယ်ဒါကငါရအောင်ဖြစ်အောင်လုပ်ပဲဆိုတဲ့အောင်မြင်မှုပေါ့အခုဆိုရင်ကျွန်တော် YouTube လုပ်တယ် YouTube မှာနေတိုင်းဗီဒီယိုတင်တယ်ကျွန်တော်အခုဆိုတလားကြော်တယ်နေတိုင်းဗီဒီယိုတင်တယ်အဲ့နေတိုင်းနေတိုင်းမှာဗီဒီယိုတစ်ခုတင်လိုက်ပြီးတဲ့ချိန်တိုင်းမှာငါတစ်ခုတော့အောင်မြင်သွားပြီဆိုတဲ့ခံစားချက်ဖြစ်နေတယ်ဆိုတော့ဒီဟာကလည်းဘဝကိုဆက်ပြီးတော့မျောလင့်ချက်လေးရှိနေဖို့အတွက်အကူအညီပေးတယ်အဲ့တော့၄မျိုးကျွန်တော်ကြံပေးခြင်းနဲ့ပထမတစ်ခုကခန္ဓာကိုယ် gear site ပေါ့အိပ်ပါစားပါကိုလက်လှူရှာမှုလုပ်ပါဒုတိယတစ်ခုစိတ်ဖိစီးတဲ့အခါပြစ်စုံပံ ကိုမဖြစ်မနေလုံရမယ့်ဟာပဲအာယုံဖိုက်ပြီးတော့ကျွန်တော်တို့မေးလိုက်တက်ရှူလေးခြင်းကလုံမယ်။နံပါတ်3တရေနေတိတ်မကြည့်နဲ့ဆိုရှယ်မီဒီယာတိတ်မတုံးနဲ့။နံပါတ်4ကိုဘွားမှာနေတိုင်းမှာ small wings လေးကိုအောင်မြင်နိုင်တဲ့အကြောင်းအရာလေးဖန်တီးပြီးတော့နေ့ရက်တိုင်းမှာမျှော်လင့်ချက်ရှိနေအောင်ဖန်တီးယူပါ။ဒါဆိုရင်လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကျော်ဖြတ်တဲ့နေရာမှာတော့သုံးဝင်ပါလိမ့်မယ်။